အားလုံးပဲမင်္ဂလာပါမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှု Brian Ambuemo ကတော့ဒါသူအကောင်းဆုံးပုံစံကိုပြသနေခြင်းကအခုလက်ရှိမှာ အော်တိုပါလာရဲ့ပရီးမီးယားလီးဂ်ရဲ့တလတာအကောင်းဆုံးဆုကိုရရှိခဲ့တယ်မန်ယူနိုက်တက်ကိုရောက်လာပြီးတဲ့အချိန်မှာအမ်ဘွေးမိုးကတော်တော်လေးအားကိုးရတဲ့ကစားမပဲသူ့ရဲ့ပထမဆုံးဂိုးပေါ့လေကာဘောင်ကပ်ပွဲစဉ်ဂရင်းစပီတောင်းတဲ့ပွဲမှာသူဂိုးသွင်းတယ် အိုက်ကနေမှစဇတိုက်ဇတိုက်နဲ့ပရီးမီးယားလိမှာအခု၄ဂိုးသွင်းတကူဖန်တီးထားတယ်။ဆိုပြီးခဲ့တဲ့အော်တိုဘာလကဘရိုင်းအမ်ပွေးမှုအတွက်တကယ်ကိုခြေစွမ်းပြတယ်လား။ပွဲကစားမှာ၃ပွဲကဂိုးသွင်းမှုနဲ့ပေါင်ပတ်သက်မှုတွေလုတ်ခဲ့ပြီးတော့ Forest နဲ့ပွဲမှာသူဂိုးမရခဲ့ဘူး။ဒါပေမဲ့ဒါအခုလက်ရှိမှာ Manchester United ရဲ့ဒါတောင်ပန်ကစားပါပဲပရိုမာတိုက်စစ်ပဲပြောမလားအမ်ပွေးမှုက အော်တိုဘာလာရဲ့တလတာပရီးမီယာလီဂ်ရဲ့အကောင်းဆုံးပေါ့လေ ESPO ကရွေးချယ်တဲ့ ESFC ကရွေးချယ်တဲ့တလတာအကောင်းဆုံးစုကိုသူရတယ်ဆိုတော့ဒီနေရာမှာဒီ Manchester United အသင်းရဲ့တလတာအကောင်းဆုံးစုကိုလည်းသူရထားပြီးသား Man United ရဲ့ပထမ3လအတွင်းမှာတလတာအကောင်းဆုံးစုကိုအမွေးမိုးက2ချိန်ရထားပြီးပြီဆိုတော့ဒီကားသူရဲ့နောက်ထပ်တလတာအကောင်းဆုံးစုရတဲ့အဖြစ်မှာ Premier League မှာထပ်ပြီးရတယ်ဆိုတော့ဒီ Premier League မှာ Sunderland နဲ့ပွဲမှာသူဖန်တီးမှုလုပ်တဲ့ Brighton နဲ့ Liverpool နဲ့ပွဲမှာသူပွဲစရုံပဲရှိတကိုးသွင်းခဲ့ပြီးတော့ Brighton ကိုအနိုင်ရခဲ့တဲ့ပွဲမှာသူနှစ်ကိုးသွင်းတယ်။ဆောပိုင်းနှစ်ကိုးမသွင်းပေမဲ့နောက်ပိုင်းနှစ်ကိုးကိုစက်တိုက်သွင်းခဲ့ပြီးတော့မှဒါဘယ်လိုပြောမလဲအဆုံးသက်မှာဘယ်လိုပြောသူ့ဘက်ကဒါခြေစွမ်းပြပြီးတော့ဒီဘယ်လိုပြောမလဲနောက်ဆုံးပွဲမှာတော့ဒီမရပေမဲ့ဒီ Brighton နဲ့နှစ်ကိုးသွင်းတယ် Liverpool နဲ့တကိုးသွင်းတယ်ဟိုဆန်ဒလန်ပွဲမှာဖန်တီးမှုလုပ်ပြီးတော့အမ်ဘွေးမှုကတလတာအကောင်းဆုံးစုကိုထိုက်တန်ရတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ ဒီတလတာအကောင်းဆုံးစုရတဲ့အံပွေးမှုကိုကြည့်ရင်ဒီနေ့ရာသီမှာသူ့ကိုပေါင်82တန်းထိပေးရတယ်65 plus 6တန်းဒါပေမဲ့ every single pan ကသူတော်တော်လေးတော့ဒါတန်တယ်လို့ပြောမှာပေါ့လေ so ရာသီအစ United ရဲ့ဘယ်လိုပြောမလဲ so အံပွေးမှုကဒီနေ့ရာသီ Man United မှာ Benjamin Shesko ရဲ့ Matias Cunha ရဲ့သူရဲ့3ယောက်ကအဓိကခေါ်တာပေါ့လေအဲ့3ယောက်မှာ Shesko ကတော့2ကိုး twin ထားတယ်တကူးဖန်တီးထားပေမဲ့ကျွန်တော်တို့သူ့ရှိက ပိသက်ကျင်းတဲ့လောက်တဲ့ performance မျိုးမရတော့မရသေးဘူးဆိုတော့ပိသက်တော်တော်များများကဘန်ဂျမင်ရှက်စကူကိုအားမရတဲ့အချိန်မှာ ကုညာကတော့အစောပိုင်းပွဲတွေမှာဂူးမရတာမှန်တယ်ဒါပေမဲ့သူကစားပုံ ကစားဟန်နဲ့အသင်းပေါ်သူ့ရဲ့ခံယူချက်နဲ့သူ့ရဲ့ကစားပုံအခြေအားလုံးကိုသဘောကျတယ်ကုညာနောက်ဟိုနေ့ကဂူးရသွားတဲ့ပွဲကိုကြည့်ချင်အဖြစ်ကုညာရှိကိုပိသက်တီးပြီးသားကုညာပူကောင်းလာဖို့ပဲရှိပေမဲ့အံပွဲမိုးကဆက်ရောက်တဲ့အချိန်က तू ဘယ်လိုပြောမလဲ तू က Brandford မှာတည်းကပြီးခဲ့တဲ့ရာသီမှာ twin goal 20 twin ထားတာဆိုတော့အဲ့ကစားမတယောက်တည်းဒါယုံကြည်မှုကရထားတဲ့အချိန်မှာအခုဒီသင်းကိုရောက်လာတဲ့အချိန်မှာ Manchester United ရဲ့ one of the best signing ပေါ့လေတချို့ Telegraph report ဆိုရင်သူ့ကိုဘယ်လောက်ထိတတ်မှတ်လဲဆိုရင် signing of the ဒီ season so far အထိသူတတ်မှတ်ထားတယ်အဲ့တော့ကြည်ကြားပြင် Brian Ambuemo ကဒီရာသီမှာတော်တော်လေးကောင်းတယ်ဆိုတော့ဒီ October လအတွင်းမှာ၄ပွဲကစားရမှာ၃ goal twin တကူဖန်တီးပြီးတော့ Brian Ambuemo က Manchester United ရဲ့တလားတာအကောင်းဆုံးစုအဖြစ် Premier League ရေးချွေတဲ့ EA Sport ရဲ့ EAFC ရဲ့တလားတာအကောင်းဆုံးစုကိုပါရရှိထားတယ်။တခုပဲ Man United တွေနည်းနည်းသတင်းဆိုကပါလဲဆိုတော့အမ်ဝေးမူကအာဖရိကဖလားပြိုင်ပွဲအဖြစ်ကမ်ရွန်းနဲ့သူတွားပြိုင်တဲ့အခါဇန်နဝါရီဒီဇင်ဘာနဲ့ဇန်နဝါရီကာလမှာသူ့ကိုဆုံးရှုံးမယ်။သူတင်မဟုတ်ဘူးအင်ရှင်ဖြစ်ချင်းပါတဲ့မော်ရိုကိုရဲ့နောက်ခံကစားမမာဇာရော်ဝီကိုလည်းဆုံးရှုံးမယ်။နောက်ညောင်းတောင်ပွဲမှာအာကူရတဲ့အမတ်ဒီယာလိုကိုလည်းဆုံးရှုံးမယ်ဆိုတော့ အမွေးမွေးမရှိတဲ့အခါမှာ United နည်းနည်းတော့ကောင်းစားစရာပေါ့လေဆို Bruno ကတော့10ရိုးအထိတက်ကန်လို့ရတယ်ဒါလိုကဒီဒီဘယ်လိုပြောမလဲဒီအမတ်ဒီယာလိုနေတက်ကန်လို့ရတယ်ဒီဘက်က Patrick Rogu နဲ့နံပါတ်နံပါတ်8ရိုးမှာ Kobe Mainu တို့ Mason Mount တို့နောက်တစ်ခုက အခြားကစားသမားတွေပေါ့လေကက်ဆမီရိုနဲ့အတူဥကာဒီတို့တော့ရှိတယ်ဒါပေမဲ့အဲ့လောက်အစွမ်းထပ်ပါမလားအဲ့လောက်ထိ effective ဖြစ်ပါမလားဆိုတော့ Brian Ambuemo အတွက်အကောင်းဆုံး performance ကိုပြသခဲ့ပြီး United ရဲ့အကောင်းဆုံးကစားသမားဆုရော Premier League ရဲ့တလားတာအကောင်းဆုံးဆုကိုပါရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်